ဒီကမ္ဘောဒီးယားနိုင်ငံကကစားသမား၂ယောက်ရွေးပြီးတော့မြန်မာအသင်းကကစားသမား၁ယောက်ပဲရွေးတယ်ဆိုတော့အာဆီယံဘောလုံးအဖွဲ့ချုပ်အနေနဲ့တရားမျှတမှုမရှိဘူးလို့ကျွန်တော်ထင်ပါတယ်။တော်တော်မှကျွန်တော်ရှင်းသားစရာလဲကောင်းတယ်ဗျ။ ကမ္ဘောဒီးယားနိုင်ငံကိုစားပြုကစားသမား2ယောက်ကကြောင့်ဒီကမ္ဘောဒီးယားနိုင်ငံသားမစစ်ဘူးပါเนาะခမာပြိတက်တရားနဲ့ခမာမစစ်ဘူးဆိုပြီးတော့ဒီကစားသမား2ယောက်ကိုဝိုင်းဝန်းဆဲဆိုပြီးတော့ပုတ်ခတ်နေရတယ်ရှိနေပါเนาะဟောဒီဒါကိုအရှိတီမတော်လေတော့ဒီမြန်မာအသင်းကတန်းနေဆိုတော့သူတို့ကပြလိုက်တာပဲဗျကမ္ဘောဒီးယားနိုင်ငံ2ယောက်ပါပြီးတော့မြန်မာနိုင်ငံ1ယောက်ပဲပါတယ်ဆိုတော့ရတယ်ကေဟိုရှက်စရာကောင်းပါတယ်မန်ချက်စတာယူနိုက်တက်နဲ့ကစားသွားမယ်ခြေစမ်းပွဲစဉ်အတွက် အာဆီယံဩစတာအသင်းမှာပါဝင်ကစားကြမယ်အာဆီယံနိုင်ငံအသီးသီးကကစားသမားစီးရင်တဲ့ကတချို့ကစားသမားတွေကိုအာဆီယံဘောလုံးဖွဲ့ချုပ်အနေနဲ့ထုတ်ပြန်ခဲ့ပါတယ်ဒီအထက်မှာဆိုလို့ရှိရင်ဗီယက်နမ်ထိုင်းမလေးရှားကကစားသမား3ဦးစီအင်ဒိုနီးရှားကမ္ဘောဒီးယားကကစားသမား2ဦးစီမြန်မာလာအိုအရှေ့တီမောဘရူနိုင်းအသင်းတွေက ကစားသမား2ဦးစီ ဆက်စုပေါင်းကစားသမား18ဦးအထိစည်ရင်ထုတ်ပြန်ခဲ့ပါတယ်။ဖိလစ်ပိုင်နဲ့စင်ကာပူနိုင်ငံကကစားသမားတွေကိုရွေးချယ်ဖို့တော့ကြံရှိနေပါတယ်။ဒီနေ့ဗီဒီယိုမှာအဓိကပြောချင်တာကပါလဲဆိုတော့ဒီအာဆီယံဘောလုံးဖွဲ့ချုပ်အနေနဲ့ကစားသမားစည်ရင်တွေထုတ်ပြန်တဲ့နေရာမှာဒီကမ္ဘောဒီးယားအသင်းကကစားသမားကိုကြတော့နှစ်ယောက်ရွေးချယ်ပြီးတော့မြန်မာနိုင်ငံကကစားသမားကိုကြတော့တစ်ယောက်ပဲရွေးရပါတော့။ ကျွန်တော်တို့ကတော့မျှော်လင့်ထားတာအနည်းဆုံးကျွန်တော်တို့မြန်မာနိုင်ငံကခမေရောက်တော့ရွေးချယ်ခံရမယ်လို့ထင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမြန်မာနိုင်ငံကမမောင်ရဲတယောက်ကိုပဲရွေးချယ်သွားတယ်ကျွန်တော်ဒီကမ္ဘောဒီးယားနိုင်ငံကကြတော့ကစားသမား2ယောက်အထိရွေးချယ်သွားတယ်ဘာဖြစ်လို့လဲပေါ့နော်လက်ရှိချိန်မှာကမ္ဘောဒီးယားအသင်းအနေနဲ့ကလည်းမြန်မာလူရွေးစင်အသင်းရဲ့အောက်အဆင့်20အကွာလောက်မှာကိုရပ်တည်နေတာပါကမ္ဘာစစ်သတ်မှတ်ချက်မှာကြည့်မယ်ဆိုလို့ရှိရင်လည်းမြန်မာအသင်းအနေနဲ့ကမ္ဘောဒီးယားအသင်းထက်အသာရနေပါတယ် ကမ္ဘောဒီးယားကလပ်တွေအနေနဲ့နောက်ပိုင်းနှစ်တွေမှာကောင်းလာတယ်ဆိုတာမှန်ပေမဲ့ကျွန်တော်ဒီနိုင်ငံလက်ရွေးစင်အသေးကြီးကတော့ကျွန်တော်ဒီအဲ့တော့ကြီးကောင်းနေရတော့မဟုတ်ပါတော့ကျွန်တော်ပြီးခဲ့တဲ့ ASEAN ဖလားပြိုင်ပွဲမှာဆိုလို့ရှိရင်လည်းအုပ်စုအဆင့်ကထွက်ခဲ့ရတယ်မြန်မာသင်းကလည်းကျွန်တော်ဒီအုပ်စုအဆင့်ကနေပြီးတော့ထွက်ခဲ့ရတယ်ပေါ့နော်အုပ်စုအဆင့်ကနေထွက်ခဲ့ရတာချင်းနဲ့တူတယ်ဗျအခုအာရှဖလားရှစ်စင်ပွဲတွေဆိုလို့ရှိရင်လည်းကမ္ဘောဒီးယားအသေးအနေနဲ့ပေါင်းဝင်မရှင်ပြိုင်နိုင်ဘူးသူ့အနေနဲ့ပြုတ်သွားပြီးတော့ဆော်ကြီးတဲ့အဆင့်မှလည်းက ကမ္ဘောဒီးယားတဲ့အနေနဲ့ပြုတ်သွားပြီးနောက်တစ်ဆင့်ကိုသူတက်မလာနိုင်ဒါပေမဲ့ဒီကမ္ဘောဒီးယားနိုင်ငံကကစားသမားနှစ်ယောက်ရွေးပြီးတော့ကျွန်တော်ဒီနောက်ပိုင်းမှာတောက်လျှောက်ခြေစွမ်းနဲ့ကောင်းနေတဲ့မြန်မာအသင်းကကစားသမားတစ်ယောက်ပဲရွေးတယ်ဆိုတော့ဒါအာဆီယံဘောလုံးအဖွဲ့ချုပ်အနေနဲ့တရားမျှတမှုမရှိဘူးလို့ကျွန်တော်ထင်ပါတယ်။ပြီးတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်ဒီကမ္ဘောဒီးယားနိုင်ငံကိုစားပြုကစားသမားနှစ်ယောက်ကကျွန်တော်ဒီကမ္ဘောဒီးယားနိုင်ငံသားမဖြစ်ဘူးပါနော်။ အဲ့ဒီအတွက်ကြောင့်လို့ဒီခမာပြိတ္တရာနဲ့ဒီသူတို့ဒီခမာမစစ်ဘူးဆိုပြီးတော့ဒီကစားသမား၂ယောက်ကိုအဲဝိုင်းဝန်းဆဲဆိုပြီးတော့ပုတ်ခတ်နေရတယ်ရှိနေတယ်ပေါ့နော်ဒီကစားသမား၂ယောက်ကခမာသားအစ်စ်မဟုတ်ဘူးဆိုတော့သူတို့ကပယ်နိုင်ငံသားတွေတယ်ဆိုတာအကြောင်းကိုတစ်ချက်ကြည့်လိုက်ရအောင်ပထမတစ်ယောက်ကကျတော့ကျွန်တော်နီရာတိုနီရာတိုကကျတော့ကျွန်တော်ဒီကွင်းလေတိုက်စစ်ကစားသမား၂ယောက်ဖြစ်တယ်နောက်ပြီးတော့ဒီကစားသမားကကိုလံဘီယာနိုင်ငံမှာဝေဖွားခဲ့တဲ့ကစားသမား၂ယောက်ဖြစ်ပါတယ်သူက ဒီ2020ခုနှစ်ကမှဒီကမ္ဘောဒီးယားထိပ်သီးဖနောပင်ခရောင်းတင်ကိုပြောင်းရွှေ့လာတာဖြစ်တယ်။ဖနောပင်ခရောင်းတင်မှာသူ9နှစ်အကြာကစားပြီးတဲ့အချိန်မှာတော့သူကမ္ဘောဒီးယားနိုင်ငံဒါအဖြစ်ခံယူပြီးတော့ကမ္ဘောဒီးယားလက်ရွေးစင်အသင်းကြီးအတွက်ယခုတည်းကသူ၄ပွဲပဲကစားရသေးတယ်။ဒါပေမဲ့လည်းကျွန်တော်ဒီကမ္ဘောဒီးယားနိုင်ငံကိုစားပြုဆိုပြီးတော့ဒီအာဆီယံအော်စတာအသင်းမှာတခြားဒီခမာကစားသမားတွေကိုကြော်လွန်ပြီးတော့ မွေးစားတာကိုခမဘောလုံးဖွဲ့ချုပ်အနေနဲ့စေလွတ်ခဲ့တယ်ပေါ့နော်။ဒါကကျွန်တော်စဉ်းစားစရာပဲ။ခမဘောလုံးဖွဲ့ချုပ်ကစေလွတ်တာလား။ဒါမှမဟုတ်အာဆီယံဘောလုံးဖွဲ့ချုပ်နဲ့ဒီနီးပြကင်ဆမ်စစ်ကရွေးချယ်တာလားဆိုတာကိုကျွန်တော်တို့စဉ်းစားစရာဖြစ်လာပြီပေါ့နော်။နောက်ထပ်တစ်ယောက်နောက်ထပ်တစ်ယောက်ဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်တစ်ယောက်နာမည်ကြတော့ကျွန်တော်ကန်မိုကန်မိုဆိုတာကကြတော့ကမ္ဘောဒီးယားနာမည်ပေါ့နော်။ခမနာမည်ကိုပြောင်းလိုက်တာ။သူကကြတော့ကျွန်တော်တို့ဒီတောင်အာဖရိကနိုင်ငံသားတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့နာမည်အရင်ကမိုဟာမက်ဖီစ်ကန်အဲ့တော့သူကခမာနိုင်ငံသားဖြစ်နေခံယူလိုက်တဲ့အချိန်မှာသူကကန်မိုဆိုပြီးတော့ပြောင်းလိုက်တယ်သူကလည်းကျွန်တော်ဒီလီရာတိုတိုပဲ2020ခုနှစ်မှာ ကမ္ဘောဒီးယားတတိကလပ်ဒီဖီစာခါအသင်းကိုပြောင်းရွှေ့ရောက်ရှိလာခဲ့တယ်သူကတော့ကျွန်တော်ဒီဆန်နာဘတ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်သူ့အနေနဲ့ဒီကမ္ဘောဒီးယားမြန်မာကနှစ်လောက် သူကျင်လည်ပြီးတဲ့နောက်ပိုင်းမှာတော့သူကမ္ဘောဒီးယားနိုင်ငံသားအဖြစ်နဲ့ခံယူလိုက်တယ်ကမ္ဘောဒီးယားနဲ့ယူဆင်အတင်းကြီးအတွက်လည်းလက်ရှိအချိန်ထိရှစ်ပွဲထိကစားပေးထားတယ်တခြားကမ္ဘာကစားသမားတွေကမ္ဘောဒီးယားနိုင်ငံသားတွေအများကြီးရှိတယ်ဗျာသူတို့ကိုအမှန်တကယ်ဆိုရွှေတင်တယ်လို့ထင်တယ်အခုဆိုလို့ရှိရင်မြတ်ဒီကမ္ဘာပြည်သူတွေကမ္ဘောဒီးယားနိုင်ငံသူနိုင်ငံသားတွေကလည်းဒီသူတို့ရဲ့ဘောလုံးအဖွဲ့ချုပ်ကို ဝိုင်းကုန်းဖွေဖို့မှုတွေပြုတ်လုံနေရပေါ့နော်သူတို့ကဒီ comment တွေမှာဆိုဘာတွေတွေ့ရလဲဆိုရင်သူတို့ကခမာသွေးမတန်ဘူးတို့သူတို့ကခမာလူမျိုးအစ်စင်မဟုတ်ပါဘူးတို့ဒီ comment မှာအဲ့လိုမျိုးဝိုင်းဆဲထားတာတွေပေါ့နော်အဲသူတို့ကတော့ကျွန်တော်ဒီ Cambodia ဘာသာစကားနဲ့ပဲရှင်းထားတာပေါ့နော်ကျွန်တော်ကတော့ translate ပြန်ပြီးတော့ဖတ်ခဲ့ရတာပေါ့နော်ဘာဖြစ်လာလဲဆိုလို့ရှိရင်ဒီ time ပြည့်အတွင်းမှာလေဗျသွေးဝမ်းကွဲမှုတွေဖြစ်သွားတာပေါ့နော်ဟိုသူတို့ခမာနိုင်ငံသားအစ်စ်တွေရှိတယ် ဒါပေမဲ့သူတို့မရွေးဘူးဗျာမန်ယူလိုအသင်းနဲ့ကစားမဲ့ပွဲစဉ်မှာကျွန်တော်ဒီကမ္ဘောဒီးယားနိုင်ငံသားတွေအနေနဲ့ကတော့အိမ်မက်တစ်ခုပဲဗျာမန်ယူအသင်းနဲ့ကစားဖို့ဆိုတော့ဘလို့မှမဖြစ်နိုင်ဘူးမမောင်လေးဆိုလို့ရှိရင်ဒါသူအားပေးတဲ့မန်ယူအသင်းနဲ့သူကန်ရမယ်ပေါ့နော်ကစားသမားတွေကလည်းပေါ့ညော်နေမှာပဲအဲ့တော့ဒီကမ္ဘာသားအစ်စ်တွေကမ္ဘောဒီးယားနိုင်ငံသားအစ်စ်တွေကမပါဝင်ဘဲနဲ့ကျွန်တော်ဒီမွေးစားသားတွေကို ကမ္ဘောဒီးယားဘောလုံးဖွဲ့ချုပ်ကဆေလွတ်ခဲ့တဲ့အတွက်ကြောင့်မလို့လေကမ္ဘောဒီးယားဘောလုံးဖွဲ့ချုပ်အနေနဲ့ဒီပရိသတ်တွေရဲ့ဝိုင်းဝန်းဆဲဆိုပုတ်ခတ်ခြင်းကိုခံနေရပါတယ်ကျွန်တော်ကလည်းအစကမြန်မာအသင်းကလည်းအနည်းဆုံး၂ရောက်ပေါ့နော်အနည်းဆုံးအနောက်တန်းတစ်ယောက်ပြားစုမှုကျော်စုမှုကျော်ကလက်ချောင်းကျိုးရတဲ့အတွက်ကြောင့်လို့သူ့အနေနဲ့ကစားလို့တော့မရတော့ဘူးဒါပေမဲ့ကျွန်တော်အစကစုမှုကျော်လည်းပါမယ်ဒါမှမဟုတ်စုမှုကျော်မပါလဲဗျာကျွန်တော်အောင်သူအောင်သူမမောင်လည်း၂ရောက်မြန်မာပြည်ကအနည်းဆုံး၂ရောက်လောက်တော့ပါမယ်လို့ထင်တယ် ဒါပေမဲ့တယောက်ပဲရွေးသွားတယ်အဲ့ဒါကပါလဲဆိုရင်ကျွန်တော်တို့ဒီလာကိုအရှိတိမတော်နဲ့ကျွန်တော်ဒီမြန်မာအတင်းကခံလဲဆိုတော့သူတို့ကပြလိုက်တာပဲဗျဟိုတော်တော်မှကျွန်တော်ရှင်းသားစရာလဲကောင်းတယ်ဗျဟိုကမ္ဘောဒီးယားနိုင်ငံနှစ်ယောက်ပါပြီးတော့ကျွန်တော်မြန်မာမြန်မာနိုင်ငံတယောက်ပဲပါလဲဆိုတာကြီးကတကယ်ကိုရှက်စရာကောင်းပါတယ်ဘာဖြစ်ဖြစ်ကျွန်တော်ဒီမမောင်တွင်ပါဝင်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဝမ်းသာပါတယ်အဲဒါကျွန်တော်မမောင်တွင်ဆိုရဲကျွန်တော်အားပေးတဲ့ကစားသမားတယောက်ဖြစ်တယ်တကယ်ကိုမှ စိတ်ထပြေဝပြီးတော့နီးစနစ်ကျွဲဝတဲ့ကစားသမားကောင်းတယောက်ဖြစ်တဲ့သူ့အနေနဲ့ဒီကဘာအစစ်ကလတ်တွေနဲ့လည်းသူရှင်ပေါင်တန်းပြီးတော့ရှင်ပြိုင်နိုင်တဲ့အစစ်မမောင်လွင်းစီမှာရှိတယ်ပေါ့နော်အဲ့တော့မမောင်လွင်းကိုကျွန်တော်ဒီလာမဲ့မေလ28ရက်နေ့မလေးရှားနိုင်ငံဘူကစ်ချာလီကွင်းကြီးထဲကမန်ယူအသင်းနဲ့ခြေစပ်ပွဲစဉ်မှာမမောင်လွင်းအနေနဲ့ဒီအာဆီယံအော်စတာအသင်းမှာကျောင်းနံပါတ်17ကိုပဲဆက်လက်ဝတ်ဆင်သွားမလားအဲဘယ်ကျောင်းနံပါတ်ကိုဝတ်ဆင်သွားမလဲ ပွဲထွက်ကစားသမားအဖြစ်နဲ့ကောဒီမန်ယူအသင်းရဲ့ပွဲစဉ်မှာပွဲထွက်ခွင့်ရရှိမလားဆိုတာကတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်